မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြည့်ငယ်ရှင်လှုပ်ခတ်ခဲ့ပြီးလူပေါင်းထောင်စီတည်ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံမှာအင်အားပြည့်ငယ်ရှင်လှုပ်ခတ်မှုနဲ့နောက်ဆက်တွဲငယ်ရှင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာငယ်ရှင်ပညာတွေကဘာတွေကိုသုံးသပ်ပြောဆိုထားပြီးဘယ်လိုတတိပေးထားတယ်လဲဆိုတာကိုရိုးတန်ပိုင်းမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးလူပေါင်းထောင်ကြီးတည်ဆုံးစေခဲ့တဲ့မြန်မာငရင်နဲ့ပတ်သက်ပြီးနိုင်ငံတကာပညာရှင်တွေဘယ်လိုမျိုးသုံးသပ်ပြောဆိုထားသလဲ။မလား28ရက်နေ့တုန်းကမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတွေကိုဗဟိုပြုတ်ပြီးပြင်ရ9.3မှ9မီဂန်နီကျူအစင်ရှိရဲ့ငရင်ကြီးတစ်ခုနဲ့ နောက်ဆက်တွင်ငယ်ရှင်ငယ်တွေလည်းထပ်မံလှုပ်ခတ်ခဲ့ရာသမိုင်းဝင်အစာအုပ်တွေအိုးအိမ်တွေတတားတွေလမ်းတွေစတင်ကြောင်းတွေဖုံးတော်ကြီးကြောင်းတွေစီရီပထိုးတွေထိခိုက်ပျက်စီးခဲ့ရပြီးတော့အေဗီလာနှစ်ရက်နေအထိအနည်းဆုံးလူပေါင်း2800ကျော်သေဆုံးခဲ့လို့သိရပါတယ်။မလာ၂၈ရက်နေ့ကနေ့လယ်၁၂နာရီမိနစ်50ဝန်းကျင်ကန်ကစကိုင်းတိုင်းဒေသကြီးအနောက်မြောက်ဘက်အရက်ဒေသရဲ့မြေအောက်အနေ၆မိုင်ကိုဗဟိုပြုတ်ကာ ပြင်ရ9တက်မှ9မကန်နေကျိုးအစင်ရှိရဲ့အရင်ကြီးတစ်ခုပြင်ပြင်ရ6တက်မှ9မကန်နေကျိုးအစင်ရှိရဲ့ငရှင်နေနောက်ဆက်တွဲငရှင်ငယ်ရီလှုပ်ခတ်ခဲ့တဲ့အတွက်နားဆက်ကအစိုးရငရှင်လှုပ်ခတ်မှုတန်ကိုအတိအကတွေ့ကြုံခန်းစားခဲ့ရတဲ့ဒေတာ6ခုကိုအရေးပေါ်အခြေအနေကြေညာထားရတယ်လို့သိရပါတယ်။အင်အားပြင်းငရှင်လှုပ်ခတ်ခဲ့ပြီးနောက်နားဆက်ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာနိုင်ငံတကာကိုဝိုင်းဝန်းကူညီပေးဖို့တောင်းဆိုခဲ့ပြီးရုရှားတရုတ်အိန္ဒိယအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့ကမြန်မာနိုင်ငံကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့အကူအညီကဲ့သို့အပြည့်အစည်းတွေအောင်ပေးမိနေတဲ့သူတွေကိုကဲထုတ်နိုင်ဖို့ရှောက်ပေးခဲ့စေအဖွဲ့တွေကိုဆင်လွတ်ကူညီတာတွေလည်းရှိခဲ့ပါတယ်။အမေရိကန်အခြေဆိုင်ဘူမိဗေဒစစ်တမ်း USGS အဖွဲ့ကလူတန်းကျော်နေထိုင်ရာမြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့အနီးမှာငရင်ဘဟုချက်ကိုတွေ့ရှိရပြီးအသေးပြောင်းနေကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်နိုင်ခြေရှိပြီးတော့ တဘာဝဘေးရန်တွေရဲ့ပြန့်နှံ့နိုင်ွယ်ရှိရလို့သုံးသက်ဖော်ပြထားပါတယ်။ဒါပြင် USGS မှာခွဲခြံစိတ်ပြာမှုအရာအဲ့ဒီအင်အားပြင်းငှက်ရှင်တွေနောက်ဆက်တွဲငှက်ရှင်တွေကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးဒဏ်ရာရသူအရှိတွက်ဟာလူဦးရေတထောင်မှတသိန်းအတွင်းမြင့်တက်လာနိုင်ွယ်ရှိရလို့ခန့်မှန်းဖော်ပြထားပါတယ်။ USGS အဖွဲ့ရဲ့သုံးသက်ဖော်ပြချက်အရာမလ28ရက်နေ့ကလောက်ခဲ့တဲ့ငှက်ရှင်ကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်ရွယ်ရှိနေပြီး နိုင်ငံ GDP ရဲ့80ရာခိုင်နှုန်းကျော်သို့မဟုတ် American Dollar 100ဘီလီယံဝန်းကျင်ပျက်စီးဆုံးရှုံးရပွဲရှိနေပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငွေရှင်ဟာ1912ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့ငွေရှင်တွေထဲမှာအင်အားအပြင်းဆုံးငွေရင်တစ်ခုဖြစ်ခဲ့ပြီးတော့ငွေရင်ပဟုချက်ကနေမိုင်ပေါင်း932မိုင်အတွင်းအင်အားပြင်းငွေရှင်တွေလှုပ်ခတ်တရားမှုတွေရှိခဲ့ကမိုင်ပေါင်း600အကွာဝေးရှိ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း အဆောင်တွေပြိုကျမှုတွေဖြစ်ပွားခဲ့တယ်လို့ American အခြေစ USGS အဖွဲ့ကဖော်ပြထားပါတယ်။1956ခုနှစ်ကအဲ့ဒီဇကိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတွေမှာအင်အားပြင်းငရဲလှုပ်ခတ်ခဲ့ပေမဲ့ထိခိုက်ဒေဆုံးမှုအရှိတွေအခုလိုမျိုးများပြားခြင်းမရှိခဲ့ပေ။အဲ့ဒီအချိန်က အခိုင်အမာစောက်ထားတဲ့အဆောင်တွေမရှိတဲ့လို့လူဦးရေတိတ်သိမှုနေပါခဲ့တယ်လို့ငရင်ပညာရှင်တွေကပြောပါတယ်။လက်ရှိအချိန်မှာငရဲလှုပ်ခတ်မှုဖြစ်ပွားရာဒေသမှာ လုံနေမှုတည်သေးလာတဲ့အပြင်တမ္မနိကွန်ကရိတ်တစ်တာအုတ်စားတဲ့ဒုတက်ရှိရဲ့အဆောက်အဦတွေစောက်လုပ်တဲ့အဆောက်အဦတွေပုံမှုများပြားလာတဲ့အတွေ့အကြုံအရင်လှုပ်ခတ်ချိန်မှာအဲ့ဒီအဆောက်အဦတွေပြိုကျပျက်စီးမှုတွေကြောင့်ပြိမိတာပိတ်မိတာတွေကြောင့်လူတည်ဆုံးမှုမြင့်တက်လာတာမျိုးဖြစ်တဲ့ဆိုပြီးတော့ငရင်ပညာရှင်တွေကဖော်ပြထားပါတယ်။မလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငရင်ဟာအာရှတိုက်ဒေသတွေမှာနှစ်ပေါင်း၁၀၀ကျော်အတွင်းလှုပ်ခတ်ခဲ့မှုတဲ့ငရင်တွေအနေနဲ့ ပြင်ရအများဆုံးငရင်တွေထဲမှာပြင်စမမြောက်ပြင်ရအများဆုံးငရင်ဖြစ်ခဲ့ပါတယ်။မလ28ရက်နေ့ကမန္တလေးနဲ့စကိုင်းတိုင်းဒေသကြီးတို့ဗဟိုပြူတဲ့အင်အားပြင်ငရင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငရင်ငယ်တွေဇက်တိုက်လှုပ်ခတ်ခဲ့ပြီးပြင်ရတင့်မကန်နေကျိုးအစင်ကနေပြင်ရခွင့်မကန်နေကျိုးအတွင်ရှိငရင်ငယ်ပေါင်း169ကျိန်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ထိုင်းနိုင်ငံဘူမိဗေဒဌာနကဖော်ပြထားပါတယ်။ထိုင်းဘူမိဗေဒဌာနရဲ့ဖော်ပြချက်အရာ မလ28ရက်နေ့ကနေ့လယ်ပိုင်းကအင်အားပြည့်ငရံလှုပ်ခဲခဲ့ပြီးနောက်ပိုင်းမလ30ရက်နေ့တိထိုင်းနိုင်ငံမှာလည်းငရင်ငယ်အရေးအတွက်အကြိမ်ပေါင်း169ကြိမ်လှုပ်ခဲခဲ့ပြီးတင်းမကန်နီကျူကလည်းနှစ်တသက်မှ9မကန်နီကျူအစဉ်ရှိရဲ့နောက်ဆက်တွဲငရင်ငယ်အကြိမ်အတွက်43ကြိမ်3မကန်နီကျူအစဉ်ကလည်း3တသက်မှ9မကန်နီကျူအစဉ်ရှိရဲ့ငရင်ငယ်အကြိမ်ရေအတွက်89ကြိမ်၄မကန်နီကျူကလည်း၄တသက်မှ9မကန်နီကျူအစဉ်ရှိရဲ့ ၊ငရင်ငယ်အကျဉ်ကြီးအတွက်၄၀ငါးမကနီကျူကနေငါးတသမ၉မကနီကျူအစင်ရှိရဲ့နောက်ဆက်တွဲငရင်ငယ်၆ကျင်း၊ခွနိမကနီကျူအစင်ရှိရဲ့ငရင်နောက်ဆက်တွဲငရင်ငယ်တွေလောက်ခဲ့ခဲ့လို့ဖော်ပြထားပါတယ်။မလ၂၈ရက်နေ့ကစကိုင်းနဲ့မန္တလေးမြို့တို့ကိုပဟိုပြုပြီးအင်အားပြင်းငရင်လောက်ခဲ့ခဲ့ပြီးနောက်တရက်အတွင်းမှာပဲမြန်မာနိုင်ငံမှာလည်းအင်အားပြင်းငရင်ငယ်အနည်းဆုံး၁၀ကျင်းထက်မနည်းထက်မှန်လောက်ခဲ့ခဲ့လို့သိရပါတယ်။ မြန်မာနိုင်ငံမိုးလေဝသဌာနကလည်းမလ20ရက်နေ့ကမြန်မာနိုင်ငံမှာအင်အား9.3မဂန်နီကျူအဆင့်ရှိရဲ့ငရင်လှုပ်ခတ်ခဲ့ပြီးနောက်ငရင်ငယ်တွေဆက်လက်လှုပ်ခတ်ခဲ့ပြီးမလ30ရက်နေ့တည်အင်အား2.3ရှင်းမဂန်နီကျူကနေအင်အား9.5မဂန်နီကျူအဆင့်ရှိရဲ့ငရင်ငယ်ပေါင်းအနည်းဆုံး36ကျင်းလှုပ်ခတ်ခဲ့လို့ဆိုပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငရင်ဟာကြောက်တူလာနှစ်ခုအနည်းတစ်ခုနဲ့တစ်ခုရုတ်တရက်ဖြတ်ပြီး ရွေးရှားပွတ်တိုင်းမှုမှုကြောင့်ဖြစ်ပြီးဆလင်စထရိုက်ငရင်ဖြစ်တယ်လို့သိရပါတယ် University College London ရဲ့ဘုံမီယူပါပေတာနဲ့ရာသီဥတုဘေးရနေရဲ့ဆိုင်းရဂုံတူးဆောင်ပမောက်ခဘေးမက်ကွိုင်းရာကမြန်မာဟာကဘာမှာငရင်လှူရှောင်းမှုတွေအရှိဆုံးနိုင်ငံတွေရဲ့ကတစ်ခုဖြစ်တာကြောင့်ဒီငရင်ကအာအသင့်စရာတော့မဟုတ်ပါဘူးဒီငရင်ကလူနေများတဲ့ဧရိယာတွေအနီးနားမှာမြောက်တောင်ဖြတ်တန်းတရှိတဲ့ကြောက်တူလာနှစ်ခုအကြား နယ်တမ်းမြင့်အဖြစ်ရှိရဲ့စကိုင်းပြည့်ွေဂျောဘော်မှာဖြစ်သွားခဲ့တာပါဆိုပြီးတော့သုံးသက်ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံအခြေဆိုင်ဘူမိဗေဒပညာရှင်တဦးဖြစ်တဲ့ဂျက်ဖုန်းနေကမြန်မာနိုင်ငံမှာလှုပ်ခဲခဲ့တဲ့ငရှင်ရဲ့ energy နဲ့ force ကနျူကလ িয়ার ဘုံးအလုံးကြီး300ကျော်ပောက်ကွဲအားရဲ့ energy နဲ့ force ညီမျှတယ်လို့သုံးသက်ပြောဆိုထားတယ်လို့ CMM သတင်းဌာနကဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံအခြေဆိုင်ဘူမိဗေဒပညာရှင်တဦးဖြစ်သူဂျက်ဖုန်းနေက မြန်မာနိုင်ငံမှာလှုပ်ခဲခဲ့တဲ့ငရှင်ရဲ့ energy နဲ့ force ကနျူကလ িয়ার ပုံ334လုံးရဲ့ပောက်ကွေးအားနဲ့ညင်းများတယ်။မင်းရှင်ဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုပုံမှုဆိုးရွားလာပဲရှိနေပါတယ်။အခက်အခဲတွေကိုလည်းပုံမှုဖြစ်လာပဲရှိနေပါတယ်ဆိုပြီးတော့ပြောပါတယ်။အမေရိကန်နိုင်ငံအခြေဆိုင်ဘူမိဗေဒပညာရှင်တဦးဂျက်ဖုန်တွေကအဲ့ဒီပညာခွင့်တက်မှခွင့်မကန်နေကျူအစင်ရှိရဲ့ငရှင်ကြောင့်ဒေတာတွေမှာငရင်တွေလည်းထပ်မံလှုပ်ခတ်လာပဲရှိနေပြီ။ ဒါမဲ့လရီအတွင်းမှာလည်းရရှင်ငယ်တွေထပ်မံလှုပ်ခတ်လာပွဲရှိရလို့တတိပေးထားပါတယ်။မလ28ရက်နေ့ကလည်းပြင်ဟာခရင်တတမခွနင်းမကန်နေကျအစင်ရှိရင်ငရင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်စနေမင်းနေ့အကြမှာပြင်ဟာ6တတမ၄ရှိတဲ့ဒုတိယမြောက်ငရင်ထပ်လှုပ်ခဲ့ပြီးအဆိုးဆုံးထပ်လာနိုင်တယ်လို့သိပ္ပံပညာရှင်တွေကတတိပေးထားပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငရင်နဲ့ဆက်နွယ်ပြီးအိန္ဒိယ၊ထိုင်း၊လာအို၊ဘင်္ဂလားဒေ့ရှ် တရုတ်နိုင်ငံတော်မှလည်းငရင်တွေထပ်မံလှုပ်ခဲ့ခဲ့ကတရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ်ကလည်းခန်းစားသိရှိခဲ့တယ်လို့ပေကျိန်းငရင် အေဂျင်စီကဖော်ပြထားပါတယ် University College London မှဘူမိရှူပါပေတာနဲ့ရာသီဥတုဘေးရန်ရဲ့ဆိုင်ရာဂုံလူဆောင်ပမောက်ခပေးမက်ခွင်ရှာကမြန်မာဟာကမ္ဘာမှာငရင်လှုပ်ရှားမှုတွေအရှိဆုံးနိုင်ငံတွေရဲ့ကတစ်ခုဖြစ်တာကြောင့်ဒီငရင်ကအံအားသင့်ကြတော့မဟုတ်ပါဘူးအဲ့ဒီငရင်ကလူနေများတဲ့ဧရိယာတွေအနီးနားမှာ မြောက်တောင်ဖြတ်တန်းတည်ရှိနေတဲ့ကြောက်တူလွာနှစ်ခုအကြားနယ်တံမြင့်အဖြစ်ရှိတဲ့စကန်းပြည့်ွေကျောပေါ်မှာဖြစ်သွားခဲ့တာဆိုပြီးတော့သုံးသက်ပြောဆိုထားပါတယ်။ဘုံမိဗေဒပညာရှင်တွေဟာစကန်းပြည့်ွေကျောပေါ်မှာလူသေးစီနိုင်တဲ့အခြေစားငရင်တစ်ခုမကြမီလှုပ်နိုင်တယ်လို့ရမန်နှစ်စာပိုင်းတွေကသတိပေးခဲ့ပြီးတော့စကန်းပြည့်ွေကျောရဲ့အလဲပိုင်းနေရာဟာညက်နေပြီးတော့ကြောက်တူလွာတွေပုံမှန်မဟုတ်ပေအစမတန်ကန့်ကြီးနေတဲ့အတိတ်ပဲဖြစ်တယ်လို့လည်းတရုတ်သိပ္ပံအကယ်ဒမီမှာဘုံမိဗေဒပညာရှင်တွေက ဇန်နဝါရီလအတွင်းမှာလေ့လာတွေ့ရှိခဲ့ပါတယ်။ဘူမိဗေဒပညာရှင်တွေရဲ့စာတမ်းထဲမှာဒီကရက်ရိုက်တရားမှုကမန္တလေးလိုမျိုးအနီးနားကလူနေထူထပ်တဲ့မြို့ကြီးတွေကိုအပြင်းငရင်ချိန်ချောင်းမှုနဲ့ပတ်သက်လို့တတိပေးပါရဆိုပြီးတော့ဖော်ပြထားပါတယ်။ငရင်တစ်ခုဖြစ်ပေါ်တဲ့မျက်နှာပြင်းနဲ့ပုံနေလေလွတ်ထွက်လာတဲ့အားတွေကအဆောင်တွေထံပြန့်နှံ့မှု ပုံများလေးဖြစ်ပြီးထိကပျက်စီးမှုတွေကိုပိုကြီးစေမှာဖြစ်တယ်လို့ဆိုပါတယ်။ပမောက်ခမကွန်ရကဒီငရင်က ရာစုနှစ်တစ်ခုရဲ့ လေပုံအုံပုံမှာမြမမာလှုပ်တဲ့အကြီးဆုံးငရင်ဖြစ်ကဖြစ်နိုင်ပါတယ်။အရွယ်စားနဲ့အင်မတန်တိန်တဲ့အနက်တို့ပေါင်းစည်းမှုကြောင့်လေထိခိုက်မှုအလားလာတွေကိုအများဆုံးဖြစ်စေပါလိမ့်မယ်။အတော်တန်ကြီးပါတယ်။နောက်ဆက်တွဲငရင်တစ်ခုလှုပ်သွားပြီဖြစ်တယ်။နောက်ထပ်လေလာနိုင်သေးရဲ့ဒါကခိုင်ခန့်မှုအားနေတဲ့အဆောက်အုံတွေပြိုကျတာတွေကိုဖြစ်စေဖို့ချိန်ချောင်းနေတယ်လို့ကဲဆေးသမားတွေရဲ့လှုပ်ရှားမှုတွေအတွက်လေပိုပြီးစိန်ခေါ်မှုတွေနဲ့ကြုံရပါစေလိမ့်မယ်ဆိုပြီးတော့သုံးသက်ပြောဆိုထားပါတယ်။ American အခြေစား USGS ရဲ့တုံသက်ဖော်ပြချက်တွေအရာအနက်ပိုတိန်တဲ့အရင်တွေဟာထုံးစံအပြင်မြေမျက်နှာပြင်အောက်အနည်းဆုံး16မိုင်30ကီလိုမီတာမှာဖြစ်ပေါ်တဲ့အရင်တွေတက်ဆိုင်ရင်နောက်ဆက်တွဲငရင်တွေကိုပိုပြီးဖြစ်စေနိုင်တယ်လို့လည်းငရင်ပညာရှင်တွေကဆိုပါတယ်။ကြီးမားတဲ့အရင်ခြေတစ်ခုကထုံးစံအပြင်အရွယ်စားအသေးသေးရှိနောက်ဆက်တွဲငရင်အကျဉ်းရေတထောင်ကအလောက်ခက်ပွဲရှိနေပြီ။အဲ့ဒီနောက်ဆက်တွဲငရင်တွေဟာအတေးကငရင်တွေထက် အနည်းဆုံးတင့်မကန်နီကျုပ်ပူနေနိုင်ပေမဲ့အသေးပြောက်တွေကိုဖြစ်နိုင်ွယ်ရှိနေပြီးတော့ကဲဆေးရေးကျုပ်ပန်းမှုတွေလှုပ်ဆောင်နေခြင်းအတွင်းနောက်ဆက်တွင်ငယ်ရှင်လှုပ်ခတ်မှုတွေကြောင့်မခိုင်ခန့်တဲ့အဆောင်တွေကိုပြိုကျစေနိုင်တယ်လို့အရေးပေါ်ကဲဆေးရေးသမားတွေအတွက်အသက်ဘေးရန်နေရာတို့ကို ရှိစေနိုင်တယ်လို့ဆိုပါတယ်။အတေးကငရင်ကြီးလှုပ်ပြီးနောက်ရက်တွေအတွင်းသို့မဟုတ်တည်င်းပတ်အတွင်းနောက်ဆက်တွင်ငရင်လှုပ်ခတ်မှုတွေကြောင့်ငကိုရဲကမခိုင်မခန့်ဖြစ်နေတဲ့အခြေခံအဆောင်တွေကို ကြီးကျယ်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။မြမငရင်ကဘာကြောင့်လူသေးဆုံးရတယ်လဲဆိုတာကိုပြသနေတဲ့အတေးကအကြောင်းရင်းတွေတဲကတခုကငရင်တန်ခိုင်နိုင်တဲ့အခြေခံအဆောက်အုံမရှိတဲ့အချက်ဖြစ်တယ်လို့ငရင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။ University College London ရဲ့ဘေးဒုက္ခဆိုရင်နဲ့ကျန်းမာရေးဆိုင်ရာသမောက္ခအီယန်ကမ်မန်ကငရင်တွေကလူတွေကိုမသိစေဘူးအခြေခံအဆောက်အုံပြောင်းမှုတွေကလူတွေကိုသိစေတာဖြစ်တယ်။ စီမင်းတွေရေးဆွဲဖို့နဲ့ကုတ်တွေတိစားဖို့အစိုးရတွေမှာတာဝန်ရှိရင်ငရေမလောက်ခင်လှုံ့ဆော်ဖို့မြန်မာအစိုးရတွေရဲ့ကာလကြာပြက်ကွက်ခဲ့မှုတွေကိုဒီဘေးဒုက္ခဆိုကလေဟာပြနေရဆိုပြီးတော့ပြောပါတယ်။လှုံ့ဆော်နေရမြေလွာပြက်၍ကြောဆိုင်ရာကျွမ်းကျင်ပညာရှင်တို့ဖြစ်တယ်။ဒိုရှိရှာတက်ကတူကပမောက်ခတီစုတီစုမီဟီရိုယူကီကလည်းသကိုင်းပြက်၍ကြောရဲ့အကြံဖြင်းကီလိုမီတာ100လောက်ရှိရဲ့အစိပ်ပိုင်းကအလျားလိုက်ရွေးရှားသွားချိန်မှာ ငရင်ဖြစ်ပေါ်ခဲ့သူဆိုပါတယ်။အင်ဒိုအော်စတြေးလျမြေတူးလာကဟိမုံနာတောင်တန်းတွေစီဦးတည်ပြီးတော့တုံးဝင်တဲ့အချိန်တုန်းကအဲ့ဒီငရင်ပြည့်ပြည့်ကျော်စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ပမောက္ခတီဆူတီဆူမီကဆိုပါတယ်။အဲ့ဒီပြည့်ပြည့်ကျော်ဟာတောင်မြောက်ကီလိုမီတာ1500လောက်ရှိလျာပြီးကမ္ဘာအရှိဆုံးတစ်ခုဖြစ်တယ်လို့ဂျပန်ပမောက္ခတီဆူတီဆူမီကပြောပါတယ်။ထောင်ရှားပြည်လုံးနှစ်တွေနောက်ပိုင်းအဲ့ဒီပြည့်ပြည့်ကျော်ပေါ်မှာမဂနီချူ9အဆင့်ရှိတဲ့အင်ဂျင်တွေလှောက်ခတ်ခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပြီး၎င်းကွင်းစင်းလုံဆောင်ခဲ့အရင်ကမြောက်စစ်တမ်းတွေကိုအခြေခံပြီးတော့နှစ်ပေါင်းတရာကနေ200အကြာကာလမှာအဲ့ဒီပြည့်ပြည့်ကျော်ရဲ့အပိုင်းတစ်ခုစီမှာနေရင်တွေဖြစ်ပေါ်တယ်လို့ဂျပန်ပမောက်ကတီဆူတီဆူမီကခံမှန်းထားပါတယ်။အရင်တစ်ခါမကန်နီကျုခွနဲ့အစင်းရှိရဲ့ငရင်လှုပ်ခဲတာဟာမန္တလေးမြို့ကိုပဟိုပြုတဲ့ပြည့်ပြည့်ကျော်ရဲ့တောင်ပေချမ်းမှာ1039ခုနှစ်တုန်းကဖြစ်တယ်လို့ဂျပန်ပမောက်ကတီဆူတီဆူမီကပြောပါတယ်။ ပနာမကိန်းခန်းတွေအရာမလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငရှင်ဟာစကိုင်းပြည့်ပြည့်ကျော်မှာမဂနီကျု9တသမ9အဆင့်ရှိခဲ့ပြီးတော့နိုင်ရှင်နိုင်တဲ့အချက်လက်တွေရရှိပြီးနောက်ပိုင်းအကြီးမားဆုံးဖြစ်တယ်လို့သိရပါတယ်။မလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငရှင်ကြောင့်နောက်ဆက်တွဲငရှင်တွေထပ်ပြီးလောက်ခတ်နိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့တတိရှိသင့်တယ်လို့ဂျပန်ပမောက်ခကပြောပါတယ်။ဒါပြင်ဂျပန်နိုင်ငံတီဆူကူပါတက္ကသိုလ်ကပမောက်ခ UK UG ကလည်း မြေလာလှောင်ရှားမှုလိုင်းတွေကိုစစ်ဆေးပြီးပြည့်ရည်ကျော်အက်ကွဲမှုဘလို့ကျဲ့ပြတ်လာတယ်လဲဆိုတာကိုဖော်ထုတ်ခဲ့ပါတယ်။ငရေကြောင့်မြေလာအက်ကွဲမှုဟာဘို့ချက်ကနေအစပြုတ်ပြီးဆက်ဆက်ကန့်လောက်အတွင်းတောင်ဘက်ကိုပြန်သွားပြီးရဲ့နောက်တောင်ဘက်နဲ့မြောက်နှစ်ဖက်စလုံးကိုပြန်သွားခဲ့တယ်လို့ပမောက်ခ UK ကပြောကြားခဲ့ပါတယ်။အဲ့ဒါကစုစုပေါင်းစက္ကန့်80လောက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ကွဲမှုအရှိန်ဟာ S-waste လို့ခေါ်တဲ့မြေပြင်တုန်ခါမှုကိုဖြစ်စေတဲ့ Asian Line ရဲ့ အမြန်နှုံးနေနဲ့တူညီဒါမှမဟုတ်အဲ့ဒါထဲပိုကြီးမားနိုင်တယ်လို့ပမောက်ကယူကီကပြောပါတယ်။တပည့်ကျော်အလျာလိုက်ရွှေသွားတဲ့အခါဒီလိုဖြစ်စဉ်မျိုးပိုဖြစ်နိုင်ခြင်းများတယ်လို့ပမောက်ကယူကီကသုံးသက်ပြောဆိုထားပါတယ်။တိတိတသာထင်ရှားတဲ့အချိန်နဲ့ပုံမှန်မဟုတ်တဲ့အကွယ်မှုတွေကငရင်ရဲ့အဖြစ်အစွမ်းအားကိုကြီးကြီးမားမားအထောက်အကူဖြစ်စေခဲ့တာဖြစ်နိုင်တယ်လို့ပမောက်ကယူကီကပြောပြပါတယ်။မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ထိုင်းနိုင်ငံဟာ ပြည့်ရကျော်အကွဲမှုဥတီရာပဲဖြစ်နေရကြောင်းတိတိတတထိခိုက်ပျက်စီးခဲ့တာဖြစ်နိုင်တယ်လို့ပမောက်ခါကခံမှန်းပါတယ်။အဲလိုအရှိန်ရှိတဲ့ပြည့်ရကျော်အကွဲမှုတွေကြောင့်မထင်မှတ်တဲ့ငရင်လိုင်းတွေဖြစ်ပေါ်နိုင်ပြီးပြည့်ရကျော်ရဲ့တောင်ဘက်ကအပိုင်းတချို့အကွဲမှုမရှိသေးပေ။အဲဒီနေရာမှာတဲမာမှုတွေတိုးလာနိုင်ကြများတဲ့အတွက်အဲဒီအန်ဒီရကိုသတိထားဖို့လိုရဲဆိုပြီးတော့ဂျပန်နိုင်ငံတီဆူကူဘာတက္ကသိုလ်ကပမောက်ခါယူကီယူဂျီကသတိပေးထားပါရဲ့ရှင်။